ဆုတောင်းပြည့်သူဆိုတဲ့ခေါင်းစဉ်ဖြစ်ပါတယ်။ထိုတို့များစွာတတ္တဝ၌တရာသီလသုတာစာကပညာတရားဤ၅ပါးနဲ့ပြညာသူသာပတ္ထနာဆုတောင်းတောင်းတိုင်းမုတ်ချရတတ်စွာသည်။ပင်စဓမ္မာဤ၅ပါးနဲ့ကင်းကွာသူပေါင်းစုပင်တောင်းလဲတောင်းတိုင်းမရကျမ်းဝယ်ပြ၏။စိတ်ကကြီးညိုပြုခဲ့ကြသည်ကုသိုလ်ဥပဒံကြောင်းခံကြည်ပြီး ခံရှိသူကတေဝိညာလဲနတ်များဆောင်မမတရားဘူးလို့အဲ့ဒီလိုရေးသားထားတာတွေ့ရတယ်။တတ္ထာသီလသုတ္တာစာကပညာဆိုတဲ့သူတော်ကောင်းတရား၅ပါးနဲ့ပြည့်စုံတဲ့သူတွေစုတောင်းပြည့်တယ်။အစောဘုရားရှင်ရဲ့ဂုဏ်တော်၉ပါးတို့ဟာယုံကြည်တယ်။ဘုရားရှင်ရဲ့တပ်ပညုတဉာဏ်တော်အားယုံကြည်တယ်။ခံကံရဲ့အကျိုးကိုယုံကြည်တယ်။စသည်ဖြင့် အဲ့ဒီယုံကြည်မှုတတ်တာတရားနဲ့ပြည့်စုံတဲ့ပုဂ္ဂိုလ်မျိုးယုံကြည်ပြီးဆိုမှတော့သူကယုံကြည်တဲ့အတိုင်းကုသိုလ်ကောင်းမှုတွေကို လုပ်မယ်ကုသိုလ်ကောင်းမှုသည်လူနဲ့နိဗ္ဗာန်သုံးတန်သောချမ်းသာကို ပေးစေတယ်လို့ယုံကြည်မှုအပြည့်ရှိတယ်ကံကံရဲ့အကျိုးကိုယုံတာပေါ့ပြည့်တဲ့အခါကျတော့အဲ့ဒီယုံကြည်မှုအတိုင်းသူ့ရဲ့ကာယကံဝစီကံမနောကံတို့ကို ထိမ့်သိမ်းမှဖြစ်တယ် အကောင်းမှုအကုသိုလ်ကံကြောင့်ရရှိလာမဲ့ဆိုးကျိုးတွေကိုလည်းယုံကြည်တာဖြစ်တဲ့အတွက်ကြောင့်ရှောင်ကျဉ်လိမ့်မယ်ဒီတော့ကာယသူစရိုက်ဝစီသူစရိုက်မနောသူစရိုက်တို့ကိုသာကျင့်သုံးမှာဖြစ်တယ်ဒုစရိုက်တရားတွေကိုရှောင်ရှားပြီးတော့အင်းငင်းစေမဲ့တရားများတကယ်လို့ရင်တကယ်အေးတယ်ဆိုတာကိုလည်းယုံကြည်တယ်အခုကျင့်သုံးရင်အခုအေးချမ်းတယ်ဆိုတာကိုလည်းယုံကြည်တယ်အဲ့ဒီလိုဖရာတရားတန်ခါ ဒီရဏာ၃ပါးနဲ့ပတ်သက်ပြီးယုံကြည်မှုအပြည့်ရှိတဲ့အတွက်ကြောင့်မလို့သူတော်ကောင်းတရားနဲ့ပြည့်စုံပြီးတော့ကောင်းမှုတွေကိုသာစုဆောင်နေမှာအမှန်ပဲသီလအပြည့်ဆိုရင်လည်းအ ਨੇ စုံ၅ပါးသီလကစပြီးတော့လုံခြုံတယ်ဒီလိုသီလလုံခြုံနေတဲ့အတွက်ကြောင့်သူ့ကြောင့်တပါးသူဒုက္ခမရောက်စေဘူးသူ့အတ္တမတ္တချင်းကြောင့်သူ့ကြောင့်လောကတတ္တဝါတို့အေးချမ်းရတယ်သူ့ဥစ္စာမခိုးယူတဲ့အတွက်ကြောင့်လည်း သူကြောင့်လောကအေးချမ်းရတယ်သူကိုယ်တိုင်လည်းအေးချမ်းရတယ်ကာမေသူမိစ္ဆာဇာတာမကျွလွန်တဲ့အတွက်ကြောင့်သူကြောင့်လောကအေးချမ်းရတယ်သူကိုယ်တိုင်လည်းပဲအပြစ်ကင်းစင်ပြီးတော့စိတ်ချမ်းသာရတယ်လိမ့်လည်းပြောဆိုခြင်းမရှိတဲ့အတွက်ကြောင့်လည်းပဲသူကြောင့်လောကစိတ်ချမ်းသာရတယ်ကောင်းကျိုးချမ်းသာနဲ့ပြည့်စုံစေတယ်သူကိုယ်တိုင်လည်းပဲလိပ်ပြာတန်တန်နဲ့ပျော်ရွှင်စွာနေနိုင်တယ်အေးချမ်းစွာနေနိုင်တယ်အဲ့ဒီလိုနဲ့ ဒေအရက်မတောက်တဲ့အတွက်ကြောင့်လဲဒေဤဒေရက်တောင်းတုံးခြင်းကြောင့်ရရှိလာမဲ့ဆိုးကျိုးတွေကိုရစေရမလိုတော့ဘဲနဲ့ကောင်းကျိုးမင်္ဂလာတွေကိုသာလုံနိုင်မှာဖြစ်တယ်။ကိုယ့်အလို့ကိုကောင်းကောင်းအာယုံစိုက်နိုင်ပြီးတော့တတိကောင်းကောင်းနဲ့အလုံလုံနိုင်မှာဖြစ်တဲ့အတွက်ကြောင့်လောကီကောင်းကျိုးလောကုတ္တရာကောင်းကျိုးတွေရမှာအမှန်ပဲ။ဒါကြောင့်မလို့သီလနဲ့ပြည့်စုံခြင်းကဤကဲ့သို့အကျိုးတွေရှိတယ်။တုဒ္ဒါဆိုတဲ့အတိုင်းဘဝတုဒ္ဒါအဖြစ် လောကီလောကုန်နဲ့ပတ်သက်သောသိတဲ့သိထိုက်တဲ့အရာတွေကိုသိနေတယ်။အဲဒီလိုသိစရာကိစ္စတော်တော်များများကိုလည်းသိထားတဲ့အခါကောင်းဤဆို၏ပြီးတော့အကျိုးအပြည့်ဆိုတာတွေကို နားလည်နိုင်လိမ့်မယ်။ဘဝတုတ္တရှိတဲ့အတွက်ကြောင့်ပြောသိဤမပြောသိဤလှုပ်တင်သောအရာမလှုပ်တင်သောအရာတွေးတင်သောအရာမတွေးတင်သော အရာ ကျင့်သုံးတင်သောတရားမကျင့်သုံးတင်သောတရားသိရှိမှဖြစ်တယ်။ လမ်းမှန်လမ်းမှားလည်းပဲဝေဖန်သုံးသပ်နိုင်မှာဖြစ်တယ်။ဒါကြောင့်သူတာဆိုတဲ့သူတော်ကောင်းတရားဟာလည်းပဲလူတယောက်ကို မင်္ဂလာတွေနဲ့ပြည့်စုံစေတာဖြစ်တယ်။ဘုသူတာများတဲ့ပုဂ္ဂိုလ်ကို လူလဲချစ်နဲ့လဲချစ်တယ်။ပြီးတော့စာကဆိုတဲ့စွန့်ကြဲပေးကမ်းမှုအားဖြင့်ကိုနိုင်သမျှအမြဲတမ်းစွန့်ကြဲပေးကမ်းနေတတ်တယ်။အများကြီးပေးမှမဟုတ်ဘဲနဲ့သူနိုင်တာလေးတွေအမြဲတမ်းပေးကမ်းနေတတ်တဲ့ပုဂ္ဂိုလ်မျိုးဖြစ်လိမ့်မယ်။ ကိုပဝင်းကျင်မှာ တွေ့နေသော ချို့တဲ့သူများနွမ်းသားသူများကို နိုင်တာလေးတွေပေးကမ်းဆောင်ကြတာ အပါအဝင် လုံနိုင်တဲ့ပေးကမ်းဆောင်ကြမှုကို လုံနေမှာသာဖြစ်တယ်။အဲဒီလိုပေးကမ်းဆောင်ကြတဲ့အတွက်ကြောင့်မလို့မမျိုးဝန်တို့ခြင်းဆိုတဲ့တရားကို အနိုင်ယူထားတဲ့သူဖြစ်နေလိမ့်မယ်။ဒါကြောင့်မလို့သူ့ကို လူလဲချင်နေမယ်၊နတ်လဲချင်နေမယ်။ပညာနဲ့ပြည့်စုံတဲ့ပုဂ္ဂိုလ်ကတော့ပို့ပြီးတော့ကောင်းတယ်။ ကုသိုလ်ကုသိုလ်ရဲ့အကျိုးအကုသိုလ်နဲ့အကုသိုလ်ရဲ့ဆိုးကျိုးဒီအရာတွေကိုသိပြီးတော့အကြောင်းအကျောင်းအကျိုးဖြစ်နေတာတွေကိုလည်းသုံးသပ်ဆင်ခြင်နိုင်တဲ့ဉာဏ်တွေသူ့မှာရှိနေမှာအမှန်ပဲလောကုတ္တရာအားဖြင့်မစင်စားဘဲနဲ့လောကီဘက်ကစဉ်းစားမယ်ဆိုရင်တောင်အခုကိစ္စဟာဆင်းရဲစေမယ့်အကြောင်းလားအခုလှုပ်လိုက်တော့အလုပ်ဒီဆင်းရဲဖြစ်စေမယ့်အကြောင်းလားအခုပြောတဲ့စကားဟာနောက်ထပ်ဆင်းရဲစေကိုရစေမယ့် အကြောင်းတရားဖြစ်နေမလားအခုတွေးတဲ့အတွေးအကြံကလည်းပဲကိုယ်ကိုယ်ပဲပြန်ပြီးတော့ဆင်းရဲစေမယ့်အရာတွေဖြစ်နေသလားလို့စဉ်းကြံသုံးသပ်နိုင်တယ်လောကတဘာဝတွေကိုလည်းယထာဘုဒ္ဓကြာကြာမြင်တယ်အကြောင်းနဲ့အကျိုးနဲ့ရှင်တွဲပြီးတော့မြင်တတ်လိမ့်မယ်စဉ်းကြံတရားအပြည့်အစုံအမြဲရှိနေပြီးတော့အမှားလမ်းကြောင်းပေါ်မရောက်ဘဲနဲ့နေအောင် ကိုယ့်ကိုယ်ကိုထိန်းသိမ်းထားနိုင်လိမ့်မယ်ဒါကြောင့်ပညာတရားနဲ့ပြည့်စုံတဲ့ပုဂ္ဂိုလ်ဟာလည်းပဲ မင်္ဂလာတွေနဲ့ပြည့်စုံပြီးတော့လူလဲချစ်တဲ့နတ်လဲချစ်မှာပဲအမားနေသောပုံကိုဖြစ်လာတယ်။နောက်အမားလုံးဝမရှိတဲ့သူလဲဖြစ်လာလိမ့်မယ်။ဒီလိုသူတော်ကောင်းတရားတွေနဲ့ပြည့်စုံတဲ့တတသီလတုဒ္ဒါစာကပညာနဲ့ပြည့်စုံနေပြီဆိုလို့ရှိရင်အဲ့ဒီလိုပုံပုံမျိုးတွေစုတောင်းရင်ပြည့်တယ်။ဒီအင်္ဂါ၅ပါးနဲ့မပြည့်စုံတဲ့သူကတော့ဘာပဲစုတောင်းစုတောင်းမပြည့်ဘူးစုတောင်းလို့မရနိုင်ဘူးတဲ့။ဒါ အထူးတတိချက်ပွဲဖြစ်တယ်။စုတွေတောင်းကြတဲ့စုပဲမဲ့လို့ကို့မှာကိုတောင်းမဲ့အရာနဲ့ထိုက်တန်သောအရင်အနည်းရှိနေရမယ်။အရာရာမှာယင်းနှိမ့်ညံ့မှုတစ်ခုခုကိုလုံပြီးမှအကျိုးအမြတ်ဆိုတာရကြတယ်။ထိုက်တန်တာကိုပေးမှ ထိုက်တန်တဲ့ဖြစ်စီကိုရတယ်ဆိုတာ လောကတဘာဝပဲ။ကိုကဒီလောကထဲကနေပြီးတော့တောင်းစုတစ်ခုခုကိုလိုချင်တဲ့အခါကို့မှာ အဲ့ဒီစုနဲ့ထိုက်တန်သောကိုကျင်တရားရှိနေဖို့လိုတယ်ဆိုတာဒါဟာညင်းလို့မရတော့အချက်ဖြစ်တယ်။ဒါကြောင့်မလို့သူတော်ကောင်းတွေစုတောင်းရင်ပြေကြတာဖြစ်တယ်။တထာတရားမရှိတဲ့သူသီလမရှိတဲ့သူသုတာမရှိတဲ့သူစုံကျပေးကမ်းခြင်းစာကမရှိတဲ့သူပညာတရားမရှိတဲ့သူအဲ့ဒီပုဂ္ဂိုလ်မျိုးတွေစုတောင်းတယ်ဆိုလဲစုတောင်းရုံပဲရှိမယ်တဲ့မပြေနိုင်ဘူး။ဒါကြောင့်မလို့ ူတော်ကောင်းတရားနဲ့ပြည့်စုံအောင်ကိုကိုကိုစ조사နေကြခြင်းဟာဒါဟာအလုတ်တင်ဆုံးအလုတ်ပါပဲစုကြည်ပဲထိုင်တောင်းနေမယ်အစားကိုကိုတိုင်းကျင့်ရမယ်အကျင့်တွေလည်းရှိသေးတယ်ဆိုတော့ကိုမမေ့သင့်ဘူးကိုကိုတိုင်းကျင့်သုံးပြီးတော့ကိုကိုတိုင်းဖြည့်ဆည်းရမယ်အရာတွေကိုဖြည့်ဆည်းပါကစုမတောင်းပဲတောင်းပြည့်နိုင်တယ်တတ္တာတရားနဲ့ပြည့်စုံနေတဲ့သူတိလနဲ့ပြည့်စုံနေတဲ့သူအန္တရာယ်ကင်းနေမှာပဲ သူတာနဲ့ပြည်စုံနေတဲ့သူစာကနဲ့ပြည်စုံနေတဲ့သူပညာနဲ့ပြည်စုံနေတဲ့သူဟာအကောင်အဆိုးအကြောင်းအကျိုးကိုကောင်းကောင်းဆင်ခြင်သုံးသပ်နိုင်ပြီးတော့လူလောကမှာအနေတင့်အောင်နေနိုင်မှာဖြစ်တယ်လူလောကမှာဘေးကင်းအောင်လည်းပဲနေနိုင်မှာဖြစ်တယ်လို့မင်္ဂလာတွေတိုးပွားအောင်လည်းနေနိုင်မှာဖြစ်တဲ့အတွက်ကြောင့်ဒီတရားတွေနဲ့ပြည်စုံနေရင်သူ့အလိုလိုကိုကောင်းကျိုးမင်္ဂလာတွေရောက်နေမှာဖြစ်တယ်ဒါကြောင့်ဒီလိုပုံကူမျိုးစူတောင်းရင်လည်းစူတောင်းပြည့်တယ် ဲ့ဒီတော့ဒီလိုမျိုးအနေအထားကို နားလည်ပြီးသွားတဲ့အခါအတိတ်ကုသိုလ်ကံကြီးမားတဲ့သူတွေဒီလိုလူမျိုးတွေဟာလည်းပဲသေပဲနဲ့ကြုံရင်တော့မှနတ်တွေဆောင်းမတဲ့အတွက်ကြောင့်မတရားပဲနဲ့ရှိတတ်တယ်တဲ့အဲ့တော့အတိတ်တုန်းကလည်းကုသိုလ်ကံများခဲ့တယ်ပြစ္ဆုတ်ကံမှာလည်းပဲကုသိုလ်ကံတွေကိုသာလုံနေတယ်ဆိုရင်တော့ပြောစရာကိုမလိုတော့ဘူးနတ်ကဲမဲနတ်မမဲဆိုတဲ့သဘောတရားဟာအဲ့ဒီလို ူတော်ကောင်တရားနဲ့ပြည့်စုံတဲ့သူများကိုသာ ဆောင်းလျှောက်ခြင်းကဲမာခြင်းဖြစ်တယ်။ငကိုကလေးကနတ်ဆိုတာကသူတို့မှာဒီလိုတတ္တသီလသုဒ္ဓါစာကပညာတရားတွေနဲ့ပြည့်စုံမှနတ်ပြည်ဆိုတာရောက်နိုင်တာဖြစ်တဲ့အတွက်ကြောင့်သူတို့ကဲရမယ့်သူမှလည်းပဲဒီလိုအင်္ဂါတွေနဲ့ပြည့်စုံတဲ့သူကိုမှသူတို့မြင်မှာပေါ့။ကျန်တဲ့ဒုစရိုက်တွေနဲ့သာရော ပြွန်ပြီးတော့အမြဲတမ်းညှစ်ထေးနေပြီးတော့စိတ်အားပြန်လည်းမစင်ကြဲဘူး။ နှုတ်ထွက်စကားတွေလည်းမစင်ကြဲပဲနဲ့ရုပ်နေတယ်ဆိုတဲ့သူကိုတော့နှက်ကဘယ်လိုလုပ်ကြမလဲရုပ်တဲ့သူကို ရုပ်တဲ့အထိုင်းအတိုင်းပဲဒီအတိုင်းပဲထားမှာဖြစ်တယ်သူတော်ကောင်းတွေဟာယုံညံ့တဲ့သူတွေအနာကိုယုံမာတဲ့သူတွေအနာကိုမသွားတာဓမ္မတာပဲဒါကြောင့်နှက်ကဲတယ်နှက်မာတယ်ဆိုတာအဲ့ဒီလိုသူတော်ကောင်းတရားနဲ့ပြည့်စုံတဲ့သူတွေကိုသာကဲခြင်းမာခြင်းဖြစ်တယ်လို့တတိချက်ဖို့လိုကြောင်း ဝကတွေဝလင်္ကာများဖြင့်ဆုံးမထားတာဖြစ်ပါတယ်။ပုံညစေရနာမဟာတဟေမျိုးတကြွယ်လင်ကိုဝဲမကွာထัจချပါ၍ချမ်းသာဒုက္ခဘောဂာတိရိအလိုရှိတိုင်းယထိတ်စီတံကြံကြံသမျှချီထောင်မ၏ဘဝဘဝလားသမျှလည်းမကြဘဲရွာကြွားကြီးကြွား၏လို့ကုသိုလ်စေရနာရဲ့အကျိုးတရားတွေကို ပြောပြထားပြန်တယ်ဒီကုသိုလ်စေရနာဆိုတာကိုယ့်ရဲ့ မဟာတဟေဆိုတဲ့အတိုင်းပဲကိုယ့်ရဲ့မြတ်သောတငယ်ချင်းပဲမြတ်သောအပေါင်းအဖော်ပဲအဲ့ဒီလိုမျိုးဒီလို ကုသိုလ်စေတနာဟာကိုယ်နဲ့ထက်ကျပါရှိလာပြီဆိုလို့ရှိရင် စီးစိမ်ချက်တည်းအလိုရှိတိုင်းပြည့်စုံနိုင်တယ်။ကြံစည်သမျှအောင်မြင်နိုင်တယ်။လားရောက်ရဘဝကလည်းဘယ်တော့မှ အပေမကြနိုင်ဘူးလို့အဲ့ဒီလိုမျိုး ရေးပြထားတယ်။ဒီတော့ကုသိုလ်စေတနာကာယကအားဖြင့်ပဲဖြစ်ပါစေ ဝစီကံအားဖြင့်ပဲဖြစ်စေမနောကံအားဖြင့်ပဲဖြစ်စေပြုတဲ့အလုပ်တွေမှာစေတနာဆိုတာပါနေတယ်။အဲ့ဒီစေတနာဟာပုံညာစေတနာဆိုတဲ့အတိုင်းကုသိုလ်စေတနာဖြစ်ဖို့လိုတယ်။ကုသိုလ်စေတနာနဲ့လှမ်းတယ်ကုသိုလ်စေတနာနဲ့သွားတယ်ကုသိုလ်စေတနာနဲ့ပြောတယ်ကုသိုလ်စေတနာနဲ့ကြံတယ်ကုသိုလ်စေတနာနဲ့ပဲစီမံစရာကိစ္စတွေကိုစီမံတယ်ကုသိုလ်စေတနာနဲ့ပဲကိုယ့်ရဲ့စီးပွားရေးစတဲ့တွေကိုလုပ်တယ် ဲ့တော့ဒီလိုပုံကမျိုးဟာ သူ့မှာတခြားအဖို့မလို့တော့ဘဲနဲ့ကုသိုလ်စေတနာဆိုတဲ့မြတ်တဲ့အပေါင်းအဖို့ကိုရနေတာ ဖြစ်တဲ့အတွက်ကြောင့်စည်းစိမ်ကြက်တဲ့အလိုရှိတိုင်းပြည်နိုင်တာကျန်စီသည်မအောင်မြင်နိုင်တယ်ဆိုတာလည်းဒီကုသိုလ်အဟုန်ပဲအကုသိုလ်ကတော့ဓာတ်တွေရဓာတ်တွေရအကျိုးပေးပါလိမ့်မယ်မကောင်းတာကြံရင်မကောင်းတာတွေတွေ့ရလိမ့်မယ်မကောင်းတဲ့သဘောထားနဲ့မကောင်းတဲ့အလုပ်တွေလုပ်တဲ့အခါအနိဋ္ဌာယုံတွေကိုပဲတွေးရမှာဖြစ်တယ် အေးချမ်းခြင်းဆိုတဲ့သဘောကိုလည်းတွေ့ရမှာမဟုတ်ဘူးငြိမ်သက်ခြင်းဒီကြခြင်းဆိုတဲ့တရားတွေကိုလည်းတွေ့ရမှာမဟုတ်ဘူးအမြဲတမ်းစူလောင်ပွက်နေသောမငြိမ်သက်သော လောကထဲမှာပဲနေရမှာဖြစ်တယ်စီးစိမ်ကြက်တရေဆိုတာလည်းရနိုင်မှာမဟုတ်သလိုကြံစည်သမျှလည်းအောင်မြင်ဖို့မဖြစ်နိုင်ဘူးရရစားစားမကောင်းတွေချမ်းရလာတော့လဲစားစားပြီးတော့ဂုံအဲ့ဒီလိုနဲ့ပဲသူ့မှာជីវ ्वा ချမ်းသာဖို့အကြောင်းမဖြစ်နိုင်ပဲနဲ့ သေးတဲ့အခါအပေကြရတတ်တယ်။ကုသိုလ်စေတနာအမြဲပြည့်စုံတဲ့ပုဂ္ဂိုလ်ကတော့သူလားရောက်ရမယ်ဘဝကလည်းဘယ်တော့မှအပေမဖြစ်နိုင်တော့ဘူးတဲ့။ဒါကြောင့်ကုသိုလ်ကောင်းမှုကို အလေးထားပါကုသိုလ်နဲ့သာနေပါလို့မြတ်စွာဘုရားဆုံးမထားတာဖြစ်ပါတယ်။ရေမာပေါ်ထွန်းကျုံးဤသပွဲကုသိုလ်ကဲ၍ကိုယ်ွယ်မိယာဖြစ်တတ်စွာ၏။နောင်ရမချို့ချမ်းသာဖို့ဒီကုသိုလ်အရေးဖြစ်မနေနဲ့လို့ဆုံးမထားပြန်တယ်။ ုသိုလ်ကောင်းမှုဆိုတာရည်နစ်တဲ့သူတွေဖို့ကျွမ်းတောင်တပွဲမိခိုရာ ဖြစ်တယ်။နောင်လာမဲ့ဘဝများစွာတန်တရာအတွက်လည်းပဲချမ်းသာဒုက္ခတွေရဖို့ရာဖြစ်တယ်။ဒါကြောင့်လူတိုင်းဟာ ကုသိုလ်တွေပြုလုပ်ဖို့နှောင့်နှိမ့်ဖြန့်နှွဲခြင်းမရှိပါနဲ့လို့ဆုံးမထားတယ်။ကုသိုလ်လုပ်ဖို့စိတ်ကူးလေးပေါ်လာပြီဆိုလို့ရှိရင်အကောင့်ထဲသာပေါ်လိုက်ပါ။အမြဲတမ်းဒီစေတနာတရားဆိုတာထပ်တန်နေတာမဟုတ်ဘူး။ စေရနာထက်တန်နေတော့ကုသိုလ်တစ်ခုကိုအထမြောက်အောင်လုပ်လိုက်ပါရုပ်စွာအစုံအနောကံနဲ့လိုရတဲ့ကုသိုလ်ကောင်းမှုလေးတွေလှုပ်ချင်စေပောက်တဲ့အချိန်မှာချက်ချင်းသာလှုပ်လိုက်ပါမေတ္တာပွားများဖို့စိတ်ပါလာပြီဆိုရင်မေတ္တာထိုင်ပွားလိုက်ပါပြီးတော့တရားဘာဝနာပွားများဖို့စိတ်ပါလာပြီဆိုရင်တရားဘာဝနာပွားများလိုက်ပါအခုပွားရင်အခုအေးချမ်းတာပဲဒါကြောင့်အချိန်မဆွဲနဲ့နှောင့်နှေးဖင်လွှဲခြင်းမရှိစေနဲ့ တခြားသောကုသိုလ်ကောင်းမှုတွေလည်းဒီအတိုင်းပဲနှုတ်ဤဆောင်းပါခြင်းလက်ဤဆောင်းပါခြင်းဖြင့်လောကအကျိုးကိုဆောင်ရွက်ကြတဲ့နေရာမှာတပတ်သားကိုကုညီရာလည်းရောက်တယ်လို့ကုသိုလ်လည်းဖြစ်တဲ့အတွက်ကြောင့်လုံမယ်လို့စီစဉ်ထားရင်အချိန်မစွဲပါနဲ့ဖြစ်အောင် လုပ်လိုက်ပါလုပ်ပြီးသွားတဲ့အရာတွေဟာကုသိုလ်ဆိုပြီးတော့သူဟာစုပြီးသားဖြစ်သွားမယ်အထမြောက်ပြီးသားဖြစ်သွားမယ်ဒါကြောင့်မလို့အဲ့ဒီကုသိုလ်ကောင်းမှုတည်တာ ရင်နစ်တဲ့သူတွေအတွက်မိခိုရာဖြစ်သောကျုံးတောင်နဲ့တူသလိုပဲသန္တရာခရီးသွားတွေအတွက်လည်းကုသိုလ်ကောင်းမှုကမိခိုရာတဲ့အဲ့ဒီမိခိုရာရှိမှသာချမ်းသာဒုက္ခဆိုတာကိုခံစားကြရတာဒီကုသိုလ်ကောင်းမှုမပါလို့ရှိရင်သန္တရာမှာမြုပ်ချီမြုပ်ချီနေပဲသွားမယ်ပေါ်ကြီးဆိုတာကို တွေ့ရမှာမဟုတ်ဘူးသန္တရာခရီးသွားတဲ့နေရာမှာအင်မတန်မှနဲ့နေတော့ မြင်ရန်မဖြစ်နိုင်သောမမျှော်လင့်ထားသောအရာတွေနဲ့ကြုံတွေ့ကြရအောင်ပါအခွင့်အရေးကောင်းများတဲ့မြစ်ခရီးကိုသွားနေသလိုပဲဒဲခွေမှာဘာဖြစ်လာမယ်လို့ကြိုတင်မသိနိုင်ပဲနဲ့မထင်မှတ်ပဲပေါ်လာသောဆိုးကျိုးတွေဆိုတာကလည်းရှိနေတော့ကုသိုလ်ဆိုတဲ့အားနဲ့ကြော်ဖြတ်ရမှာဖြစ်တယ်တက်နိုင်ရင်တော့ဒီဘဝမှာတန်တရာပြတ်ဖို့ရအတွက်အကြောင်းတွေကိုလောက်တာအကောင်းဆုံးပဲနောက်ဘဝမှာလုပ်မယ်ဆိုပြီးတော့ နောင်ဘဝဆိုတာဘာလို့ဖြစ်လာမှမသိနိုင်သလိုနောက်နေမှာလုံမယ်ဆိုလဲနောက်နေမှာကိုယ်အသက်မှာရှင်ပါအောင်မလားလို့တန်တရားဖြစ်ပွဲရှိတယ်။အချိန်မရွေးသေဆုံးနိုင်တာဖြစ်တဲ့အတွက်ကြောင့်မလို့သေဆုံးနိုင်ဖို့အကြောင်းတွေကလည်းအများကြီးရှိတာဖြစ်တဲ့အတွက်ဒီနေ့စစ်ကူပေါ်ရင်ဒီနေ့ကုသိုလ်လုပ်လိုက်ပါ။အဲဒါကြောင့်မလို့ကုသိုလ်ကောင်းမှုဟာလူတွေအတွက်အားကိုးရာဖြစ်တဲ့အတွက်ကြောင့်မလို့ကုသိုလ်နဲ့သာအမြဲနေဖို့တိုက်တွန်းထားခြင်းဖြစ်တယ်။ တရာနှုတ်နဲ့မချို့တဲ့နဲ့လဲ့လဲ့ကြိတ်ကြိတ်မစ်စိစိတ်နဲ့ဒိဋ္ဌိလောဘမောဟပိတ်ဆို့ပညာချို့သည်လူတို့ဥစ္စာများတုံပါလေမဟာသမုတ်ရေအစုတ်တို့တောက်ထုတ်သုံးချို့ဘဲလူမျိုးမြအကျိုးမရပန္တိတာတို့ဒနမူကားနေညာပစေတွင်းထွက်ရေတို့ဘိုးကြီးအလုံးတောက်သုံးချမ်းသာပြည့်တတ်စွာရှင်လို့အဲ့ဒီလိုလေရေးသားထားတယ်တရာတရားမချို့တဲ့ပါစေနဲ့ အမျိုးဝင်တော်တတ်တဲ့မစ္စရိယာတရားအယူလွဲမှားတဲ့ဒိဋ္ဌိတရားတမန်မမောတတ်တဲ့လောဘတရားမိုက်မဲတတ်သောမတိတတ်သောမောဟတရားအဲ့ဒီတရားတွေပိတ်ဆို့ထားမယ်ဆိုလို့ရှိရင်အသိဉာဏ်အားနည်းသွားတတ်တယ်ဒီလိုမျိုးတရားတရားကချို့တဲ့မစ္စရိယာတရားကများဒိဋ္ဌိကဖြစ်လောဘများမောဟများနဲ့ဒီလိုဖြစ်နေတဲ့ပုံပုံမျိုးတွေဟာအသိဉာဏ်အားနည်းတဲ့အတွက်ကြောင့်ပစ္စည်းဥစ္စာ ပေါ်များတာတောင်မှတောက်မရတုံးမရချိုးမရတဲ့သမုဒ္ဒရာရေလိုပဲဖြစ်နေလိမ့်မယ်။ဘု து အထွတ်မှအကျိုးမရှိဘူး။ဒီတော့အသိဉာဏ်ရှိသူတို့ကတော့ဒီဥစ္စာဟာသေတဲ့အထိယူသွားလို့ရတဲ့အရာမဟုတ်ဘူး။ကိုယ်မှာပိုင်ဆိုင်သောအရာနည်းတည်ဖြစ်စေများတည်ဖြစ်စေဒါကိုလောကအကျိုးရှိဖို့အတွက်အသုံးချမယ်ဆိုပြီးတော့ပညာရှိတွေဟာဉာဏ်နဲ့ရှင်ပြီးတော့ကိုယ်စည်းစိမ်ကိုအသုံးချကြတယ်။နဲပင်နဲတော်ညာလဲပဲ တွင်းထွက်ရေချိုလိုပဲလူအများအတွက်အကျိုးရှိတယ်။ပညာရှိတွေလက်ထဲမှာရှိသောစီးစိမ်ဟာလောကအတွက်အမြဲအကျိုးရှိနေမှာပဲ။ဒါကြောင့်လောကအကျိုးရှိရာကို လုံနိုင်ဖို့ရာအတွက်တရားတရားမချို့တဲ့ပါစေနဲ့။မနာလိုဝန်တိုခြင်းဆိုတဲ့မစ္စရိယတရားတွေမရှိပါစေနဲ့။အယူလဲမှားတဲ့ဒိဋ္ဌိဆိုတဲ့သဘောတရားမရှိပါစေနဲ့။မမောမှုလောဘမရှိပါစေနဲ့။မတိမိုင်မဲမှုမောဟ မရှိပါစေနဲ့လို့အဲ့ဒီလိုဆုံးမထားတာဖြစ်ပါတယ်ဒီတော့ဒီလောကမှာလည်းကုသိုလ်ကောင်းမှုလုပ်တယ်လှူဒန်းကြတယ်ဆိုတဲ့နေရာမှာတဒါမရှိ မပေးမလူမုံစိဟူဤပေးလူတတ်သောချစ်စေးကြော်တည်းလူဘောဌာနဤလောက၌စိတ်ကကြည်စွာစေရနာနှင့်တရားဝန်တွင် ပေးကံခြင်းကရှားခြင်းထပ်တာဝမ်းမြောက်စွာသည် မင်္ဂလာလွန်မြတ်ဖြစ်တတ်ရှင်လို့အဲဒီလိုဆုံးမထားတယ် စေတနာတရာတရားကင်းမဲ့တဲ့အတွက်ကြောင့်ပေးလူခြင်းမရှိခြင်းဟာလူတကာမုန်းတီးစေတဲ့စေတမျိုးဖြစ်တယ်။ပေးလူတတ်ခြင်းကသူကချစ်ဆင်းနေတယ်။ဒီလူလောကမှာစေတနာတရာဖြင့်ရရောစွာ ပေးကမ်းလှူဒန်းခြင်းဆိုတာဟာမိမိတစုံတရာသောလက်လာဘကိုရခြင်းထက်ကိုပိုပြီးတော့ဝမ်းမြောက်ကြည်နူရတယ်။ဒါကြောင့်လူဒန်းပေးကမ်းခြင်းဟာမောမြတ်သောမင်္ဂလာတပါးပင်ဖြစ်တယ်လို့အဲဒီလိုဆုံးမထားတယ်။ဒီတော့ ဘေးကန်းလူတန်းချင်းဆိုတာပီယာစေးပဲနှမျောတွတ်တယ်ချင်းဆိုတာ မုံစေးပဲဘေးကန်းချင်းကအချမ်းရများချောင်းဆေးဖြစ်ပြီးတော့နှမျောတွတ်တို့ချင်းကတော့အထီးကျန်ချောင်းဆေးဖြစ်တယ်လို့အဲ့ဒီလိုစားရလာပါတယ်ဒါကြောင့်မလို့ကိုယ်လောကမှာလောကီကိစ္စတွေအောင်မြင်ဖို့ရာအတွက်ဘေးကန်းချင်းဖြစ်သွားကြရတယ်မဘေးမကန်းတွတ်တို့တဲ့ပုံကိုယ်တွေမှာလိုရာကိစ္စတွေမပြေပဲနဲ့ရန်တောင်းမှများလာစေတယ် ပေးကမ်းဆောင်ကြတဲ့ဆိုတဲ့နေရာမှာကုံသွားတယ်လို့သဘောမထားပဲကိုယ့်ကိစ္စပြည့်စည်ဖို့ရာအတွက်ပေးတဲ့နေနေရာပေးရမယ်အဲ့ဒီလိုပေးတဲ့နေရာမှာပေးတဲ့အတွက်ကြောင့်ကိုဖြစ်ကျင်သောကိုပြည့်စည်ကျင်သောကိစ္စများဟာအနောက်ရှက်မရှိအဟံတာမရှိနှောင့်နှေးခြင်းမရှိဘဲနဲ့ပြည့်ရတတ်တယ်လို့အချမ်းရလမ်းများတတ်တယ်ပေးတဲ့နေရာမှာမပေးဘဲနဲ့တွန့်တိုနေပါက ပြည်တဲ့ကိစ္စတွေပြည်တဲ့အချိန်မှမပြေးပဲအခက်ခဲတွေကြုံတော့ကိုကိုတိုင်သာဖြစ်တယ်ဆိုတာကိုသုံးမထားခြင်းဖြစ်တယ်။ဒီတော့အဲ့ဒီကုသိုလ်ကောင်းမှုတွေဟာဘလောက်တောင်လူတွေရဲ့အတွက်အကျိုးများတယ်လဲဆိုတာကိုထပ်ပြီးတော့သုံးမထားတာကလူနဲ့ဆရာတထာဒေဝမနုဿတို့ဒါနသီလတန်ယမနဲ့ဓမ္မနာဟုအလူတည်င်းစောင့်ခြင်းသူစရိုက်ကိုနိုင်မတွေ့ဣန္ဒြေဆုံးမတယုတ်ပြတာ ပုံညာခေါ်ယူဤလေးမျိုးက ရွှေအိုးမြေပြိနေတီဟူတုံလူတို့ပုံဝဲပြည်စုံချမ်းသာသုံးဆောင်ရာတည်းလို့အဲ့ဒီလိုဆုံးမထားတယ်လူနတ်တို့ဤဆရာမြတ်စွာဘုရားသည်စွန်ကျဲပေကံလူတန်းချင်းဌာနကိုနှုံနှပါးကိုစောင့်ထင်းခြင်းသီလစိတ်ကိုစောင့်ထင်းခြင်းတရားမှာဣန္ဒြေ၆ပါးစောင့်စီခြင်းငြိမ်သက်စေခြင်းဟူသောတမနာဤကောင်းမှုလေးမျိုးဟာ တန်တရာမှာချမ်းသာဖို့အတွက် ရွှေအိုးမြုပ်တည်မြည်တယ်လို့ဘုရားရှင်ဟောထားတယ်။ဒီတော့လှူဒန်းခြင်းဆိုတဲ့အရာကတော့ပြောခဲ့ပြီးသလိုပဲအလူကြီးပေးနေမှာမဟုတ်ဘူး။ကိုဗင်းနာမှာခရီးသွားတွေရှိမယ်။ကိုဗင်းနာမှာပဲကိုကြည့်ရှုဆောင်ရှောက်ရတဲ့လူတွေရှိမယ်။ဒါတွေကို ကိုနိုင်သလောက်ဘေးကံစွန်ကျဲကြွေမွေးခြင်းဟာဒါနပဲ။အဲ့ဒီဒါနပါနေမယ်ဆိုလို့ရှိရင် န္တရာမှာကို့အတွက်ချမ်းသာဖို့ရွှေအိုးမြုပ်တာနဲ့တူတယ်။ကိုနှုံနှပါကိုစောင့်ထင်းခြင်းတိလာကလည်းပဲဒီအတိုင်းပဲတန္တရာမှာချမ်းသာဖို့အတွက်ရွှေအိုးမြုပ်တာနဲ့တူတယ်။ကိုအားဖြင့်၎င်းနှုတ်အားဖြင့်၎င်းအကုသို့မဖြစ်စေဘဲနဲ့ဒုသရိုက်တရားတွေမဖြစ်စေအောင်လို့စောင့်ထင်းထားတယ်။ကာယကံအားဖြင့်သူတတ်တတ်ခြင်းသူ့ဥစ္စာခိုးခြင်းကာမေသူမိစ္ဆာစာတာကျူးလွန်ခြင်းဆိုတဲ့အရာတွေမဖြစ်အောင် ထိမ့်သိမ့်ဆောင်လျှောက်တယ်။မစည်းကအားဖြင့်လည်းပဲလိန်ပြောခြင်း၊ဂုံးတိုက်ခြင်း၊ကြမ်းကြမ်းတမ်းတမ်းပြောခြင်းအကျိုးမရှိသောစကားတွေကိုပြောဆိုခြင်းတွေမဖြစ်အောင်ထိန်းထားတယ်။အဲ့ဒီကိုယ်နှုံနှစ်ပါးကိုစောင့်ထိန်းထားတဲ့အတွက်ကြောင့်မလို့ပြစ္ဆုံဘဝမှာလည်းလူချင်းနှက်ချင်းဖြစ်ရတယ်လို့တန်တရာမှာလည်းပဲချမ်းသာဖို့ရအတွက်အကြောင်းသာဖြစ်တယ်။ရွှေအိုမြုပ်ထားတာနဲ့တူတယ်။ဣန္ဒြေကိုဆုံးပါတယ်ဆိုတဲ့နေရာကတော့ဣန္ဒြေ6ပါးဆောင်စီတယ် ဲ့ဒီအိန္ဒြေ၆ပါးစောင့်စည်းထားတဲ့ပုဂ္ဂိုလ်မျိုးမှာကတော့မျက်စိဖြင့်လည်းအာကုတ္တမဖြစ်အောင် နေတယ်။နားနှာခေါင်းရှာကိုယ်စိတ်ဆိုတဲ့အတွင်းဇတိကယရဏ၆ပါးတနည်းဒွါရ၆ပါးအဲ့ဒီဒွါရ၆ပါးမှာအာကုတ္တတွေဖြစ်မလာအောင်ထိန်းသိမ်းထားနိုင်တဲ့ပုဂ္ဂိုလ်မြင်သောအစင်းအာယုံကြောင့်အဘိဇ္ဇာတောမနတမဖြစ်အောင် နေနိုင်တယ်။ကြားရတဲ့အသံတတ်ထာယုံကြောင့်အဘိဇ္ဇာတောမနတမဖြစ်အောင်နေနိုင်တယ်။ ြီးတော့အနတ်ခန္ဓာယုံကြောင့်အဘိဇ္ဇာဒေါမနတမဖြစ်အောင်နေနိုင်တယ်။အရသာကြောင့်လည်းအဘိဇ္ဇာဒေါမနတမဖြစ်အောင်နေနိုင်တယ်။အထီးတွေ့ဖောတပါယုံကြောင့်လည်းအဘိဇ္ဇာဒေါမနတမဖြစ်အောင်နေနိုင်တယ်။အတွေ့အကြံဓမ္မယုံသဘောတရားတွေကြောင့်လည်းပဲအဘိဇ္ဇာဒေါမနတမဖြစ်အောင်နေနိုင်တယ်။ဒီတော့မမောခြင်းဆိုတဲ့အစွန်နှလုံးမသားရခြင်းဒေါသထွက်ခြင်းဆိုတဲ့အဆုံးတွေမရှိဘဲနဲ့အလဲအလက်ဖြင့်မတုံမလုံနေနိုင်တဲ့ပုဂ္ဂိုလ်မျိုးဟာ ဒါဟာလည်းကောင်းကျိုးတွေကိုဖြစ်စေသလိုသန္တာမှာလည်းပဲချမ်းသာဖို့အတွက်ရွှေအိုးမြုပ်တာပဲအရင်မှာမကိုကိုဆုံးမာတယ်ဆိုတဲ့တရားတွေရှိတယ်ကိုကိုကိုဆုံးမာစေတယ်ဆိုတဲ့နေရာမှာစိတ်ကိုစောင့်ထင်းခြင်းကတော့တန်ရမလို့ခေါ်တယ်အဲ့ဒီစိတ်ကိုစောင့်ထင်းခြင်းဆိုတဲ့တန်ရမတရားကိုစိတ်ဆိုတာကစိတ်ဆိုတာမြောင်းနေတူတယ်ဆိုတဲ့အတိုင်းပဲ ာမကုံအာယုံတွေနောက်ကိုအမြဲတမ်းလိုက်တယ်။ပါပသမေရမတီမနောဆိုတဲ့အတိုင်းစိတ်ကမကောင်းမှုမှာအယံမွေလျော်တယ်။မကောင်းမှုမှာမွေလျော်တတ်တဲ့စိတ်ကိုအဲ့ဒီမကောင်းမှုဘက်ကိုမရောက်ရအောင်လို့ထိမ့်သိမ်းထားနိုင်တယ်။အဲ့လိုစိတ်ကိုစောင့်ထိန်ခြင်းတရားနဲ့ပြည့်စုံပြီးဆိုပါကကိုယ်စိတ်ကိုနိုင်တဲ့အတွက်ကြောင့်လောကမှာရှိသောကျန်သောအန္တရာယ်မှာတမျှကိုလည်းနိုင်တော့တာပဲ။ အတွင်းရန်သူဖြစ်တဲ့စိတ်ကိုနိုင်တဲ့ပုဂ္ဂိုလ်ဟာပြင်ပရန်တွေကိုလည်းနိုင်တော့မှာအမှန်ပဲမတော်လောဘတွေမဖြစ်ရအောင်စိတ်ကိုထိန်းနိုင်တယ်အမျက်ဒေါသတွေမထွက်ရအောင်စိတ်ကိုထိန်းနိုင်တယ်မိုင်မဲခြင်းမောဟတွေမဖြစ်အောင်စိတ်ကိုထိန်းနိုင်တယ်ထောင်လွှားခြင်းမာနတွေဖြစ်မလာရအောင်စိတ်ကိုထိန်းနိုင်တယ်ကြမ်းတမ်းတဲ့ဆိုတဲ့သဘောမှန်သမျှဘယ်တရားမှမဖြစ်ရအောင်စိတ်ကိုထိန်းနိုင်တယ်ဒီလိုထိန်းထားခြင်းဟာကောင်းသောတရားပဲအဲ့ဒီလိုနဲ့ သူ့မှာဒီတရားတွေနဲ့ပြည့်စုံလာပြီးတော့အင်းဒြေကလည်းစောင့်စည်းပြီးတော့လုံခြုံတယ်ငြိမ်သက်တယ်ကိုကိုကိုဆုံးမခြင်းဆိုတဲ့သဘောတရားနဲ့ငြိမ်သက်နေတဲ့ပုဂ္ဂိုလ်မျိုးဟာတန်တရာမှာချမ်းသာဖို့အတွက်ရွှေအိုးမြုပ်တာပဲတဲ့ဒါကြောင့်ပြစ္ဆုတ်ပံတမလွန်နှစ်တန်သော ချမ်းသာကိုလိုချင်ကြတယ်ဆိုတဲ့ပုဂ္ဂိုလ်တွေဟာကိုကိုကိုတတိနဲ့ထားပြီးတော့အဲ့ဒီလိုဆောင်းလျှောက်ကြရတယ်ဆောင်းလျှောက်တဲ့တရားနဲ့ပြည့်စုံတယ် အင်းတွေထိန်းတယ်ထိန်းသိမ်းမှုဆိုတဲ့တရားနဲ့ပြည့်စုံတယ်ဒီလိုစောင့်ထိန်းခြင်းထိန်းသိမ်းခြင်းဆိုတဲ့တရားတွေဟာလူနဲ့နိဗ္ဗာန်သုံးတန်သောချမ်းသာကိုပေးစေဖို့အကြောင်းလည်းပဲဖြစ်တယ်လျက်ပေါ်လော်လီခြင်းဆိုတဲ့သဘောကလည်းလွန်မြောက်တယ်ဒီတော့ကုသိုလ်နဲ့ပြည့်စုံခြင်းစောင့်ထိန်းခြင်းနဲ့ပြည့်စုံခြင်းဆိုတာသူတော်ကောင်းတို့ရဲ့လမ်းစဉ်ပဲလို့ဆုံးမထားတာဖြစ်တယ်အဲ့ဒီကုသိုလ်တရားတွေများများရှိနေတာက ကိုယ်အတွက်အကောင်းကျိုးကိုပဲဖြစ်စေတယ် ကုသိုလ်ဘုံကံတင့်စီမှန်သောမကြံလဲပြီးကြံလဲပြီးမတီးလဲမြေတီးလဲမြေတို့မရည်လဲမြောက်ရည်လဲမြောက်ခဲလို့ဆုံးမထားပြန်တယ်ကုသိုလ်တရားတွေရှိနေတဲ့သူရှေးကုသိုလ်ဘုံကံတွေများတဲ့သူအဲ့ဒီကုသိုလ်ဘုံကံတွေအကျိုးပေးလာတဲ့အခါကျရင်ကိုမကြံစီပဲနဲ့လေကိစ္စတွေပြီးစင်းပြီးစင်းနေတတ်တယ်ကြံစီထားတဲ့ကိစ္စဆိုလည်းပြီးစင်းသွားတတ်တယ်ပြီးတော့ကို လောက်ရမယ်အလုပ်တွေကအထူးတလဲပြုပြင်စီမံနေစရာမလိုပဲနဲ့မတီးလဲမြင်နေတယ်တီးလဲမြင်နေတယ်မရည်ရွယ်ပဲနဲ့လည်းပြီးမြောက်နေမယ်ရည်ရွယ်ပြီးလှုပ်လို့တယ်ပြီးမြောက်နေမယ်ဆိုတဲ့အကျိုးတွေကိုရတယ်စိတ်သွားတိုင်းကိုပါလိုရာဆန္ဒပြည့်တယ်ဆိုတဲ့သဘောမျိုးဟာကုသိုလ်ဘုံကံကြီးမားတဲ့ပုံပုံတွေအတွက်ဖြစ်တယ်ရှေးတုန်းကပြုခဲ့တဲ့ကုသိုလ်ကောင်းမှုများလာတဲ့ပုံပုံတွေလည်းဒီအတိုင်းပဲဒါကြောင့်ကုသိုလ်ဟာအထင်သေးလို့မရဘူး စိတ်ကိုအကုသို့နဲ့ညှစ်ထင်းနေတဲ့အချိန်နဲ့ကုသို့တရားဝင်လာတဲ့အချိန်အင်မတန်ကွာတယ်။အကုသို့တွေနဲ့ဆိုရင် အမြဲတမ်းလောင်နေလောဘဝင်လာရင်လည်းငြိမ်သက်စွာနေလို့မရတော့ဘူးခဏမငြိမ်ဖြစ်တယ်လောင်ကျွမ်းတယ်။ဒေါသလွှမ်းမိုးလာပြီဆိုလည်းဒီအတိုင်းပဲအေးချမ်းစွာမနေနိုင်တော့ဘူးခဏမငြိမ်ဖြစ်တယ်လောင်ကျွမ်းတယ်။အဲ့ဒီမှာမှဒေါသရဲ့အသိအပင်တွေဖြစ်တဲ့အိတ်သာမစ္စရိယာဆိုတဲ့တရားတွေဝင်လာပြီဆိုရင် အိတ်ကောင်းခြင်းမအိတ်နိုင်စားကောင်းခြင်းမစားနိုင်ဆိုတဲ့အရာတွေဖြစ်လာပြီးအင်မတန်မှပူလောင်သောဘဝကိုရောက်လာတယ်။ဒါကြောင့်မလို့အဲ့ဒီစိတ်ထဲမှာအကုသိုလ်ကိန်းလာတဲ့အချိန်ဟာအင်မတန်ကြောက်ဖို့ကောင်းတယ်။ဒီမောဟကြီးကိုယ်ကိုလွှမ်းမိုးသွားတဲ့အတွက်ကြောင့်မလို့ကိုယ်ဒီကောင်းမှန်းမသိမကောင်းမှန်းမသိဖြစ်လာတတ်တယ်။မိစ္ဆာမောဟမှောင်ကြီးကြ၍လောဘညီဆွဲမစင်းနဲ့နဲ့မွေးမြေအရေးကြံတွေးမလို့ကြောက်အေးမူကား ထိုသူလွန်ကဲသူထံမွေ၏ဆင်းရဲမြည်ရေးတွေး၍အလိုမပေးသူလဲထိုလူအမြဲနောင်ဆင်းရဲလိမ့်လို့ဒီလိုမျိုးလဲဆုံးမထားလေမောဟအမှောင်တအားများလာတဲ့အခါမှာလောဘတွေကြီးလာတတ်တယ်အဲ့ဒီလိုလောဘကြီးပြီးတော့မနေပါနဲ့တဲ့ငါလူလိုက်လို့ရှင်မွဲတော်မှာပဲဆိုပြီးကြံတွေးကြောက်တတ်တဲ့သူတွေဟာမွဲတတ်မွဲသွားတတ်တယ်ကိုဆင်းရဲသွားမှကိုကြောက်ပြီးတော့မလူတဲ့အတွက်ကြောင့်နောင်တန္တရာမှာလဲ တောက်လျှောက်ဆင်းရဲနေရတတ်တယ်။ဒါကမောဟဖုံလွှမ်းလို့မလူ မပေးပဲနဲ့ဖြစ်သွားတဲ့သဘောကို ပြောသလိုဒီနည်းအတိုင်းပဲမောဟဖုံလွှမ်းလာရင်အိဒါမစ္စရိယဆိုတဲ့တရားတွေလည်းများလာတာပဲ။မောဟဖုံလွှမ်းလာလို့ရှင်လောဘများလာတဲ့အတွက်ကြောင့်ကိုလိုချင်တယ်၊ကိုရချင်တယ်၊ကိုပဲစားချင်တယ်၊ကိုပဲပိုင်ချင်တယ်ဆိုတဲ့သဘောတွေဖြစ်လာလိမ့်မယ်။ ဲ့ဒီသဘောကိုမထိန်နိုင်ဘူးဆိုလို့ရှိရင်တော့နောက်တန်တရာမှာဆင်းရဲဖို့ဖြစ်တော့မယ်။မောဟတာအားကြီးလာတဲ့အတွက်ကြောင့်အကြောင်းအကျိုးအကောင်းဆုံးမဆင်ကျင်နိုင်တော့ဘဲနဲ့သူတစ်ပါးရဲ့အောင်မြင်မှုတွေကိုမူတည်တာမပေါ်နိုင်ပဲမိတ္တမစ္စရိယတွေဖြစ်လာလိမ့်မယ်။သူတစ်ပါးအပြစ်တွေမြင်သူတစ်ပါးရဲ့ဂုဏ်ကျေးဇူးတွေကိုဖျက်ဆီးဆိုတာမောဟအင်မတန်ကြီးတဲ့သူတွေလုပ်တဲ့အလုပ်ဖြစ်တယ်။ကိုယ်အကျင့်တိလာနဲ့ကိုယ် ကိုမစင်ကြဲသေးတာကိုစင်ကြဲအောင်ဆေးကြောပြီးတော့နေရမယ့်နေရာမှာ ကိုရင်းကိုမကြည့်ပဲပြင်ပကို ကြည့်မိတဲ့အတွက်ကြောင့်အမားတွေပွားလာတယ်ကိလေသာတွေပွားလာတယ်နေဝရဏတွေပွားလာတယ်ဒီတော့မအေးချမ်းနိုင်တော့ဘူးအဲ့ဒီမောဟအမိုက်မောင်ကြလာတာနဲ့တပြိုင်နက်အကုသိုလ်တွေကြည့်ပဲဆင်ခါဆင်ခါလုံးမှဖြစ်တယ်လို့လုံနေတဲ့အကုသိုလ်တွေကိုလည်းပဲချမ်းသာကြောင်းလို့ထင်နေတတ်တယ် အမှန်တော့ဆင်းရဲကြောင်ဖြစ်နေတာကိုဆင်းရဲစေတဲ့အကြောင်းတွေပါလားလို့မသိနိုင်မမြင်နိုင်တော့တော့အောင်မိုင်မဲလာလိမ့်မယ်။ဒါကြောင့်မောဟအင်မတန်ကြောက်ဖို့ကောင်းတယ်။မောဟနေရာမှာညံတရားပေါ်လာဖို့အတွက်မိမိကိုယ်ကိုအမြဲဆုံးမနေရမယ်။ဣန္ဒြိယတံဝရသီလနဲ့ပြည့်စုံပြီးတော့ကိုယ့်ကိုယ်ကိုစောင့်ရှောက်ရမယ်။ကိုယ့်ကိုယ်ကိုကယ်တင်ရပါမယ်။ဒါကြောင့်တရားနာသူအပေါင်းသူတော်ကောင်းတို့ဒီလည်းပဲကိုယ့်ရဲ့စိတ်ကိုအနိုင်ယူနိုင်ကြ၍ စိတ်မှာမောဟမလွန်မိုးရအောင်စောင့်ရှောက်နိုင်ကြပြီးဖြူစင်သောစိတ်ဖြင့်တတ္ထာတရားနှင့်ပြည့်စုံသီလတရားနှင့်ပြည့်စုံကြ၍လောကကောင်းကျိုးကိုဆောင်ရွက်နိုင်သူတွေဖြစ်ကာအင်းညရမှာမျက်နှာပန်းကိုလည်းမနေအမြန်မျက်မှောက်ပြုနိုင်သောသူတော်ကောင်းသူတော်မြတ်များဖြစ်နိုင်ကြပါစေ။